တဲပေါ်ညူ၏ဒီတိုင်းဆိုရင်အချိန်နေမကောင်းဘူးကွာအချိန်နေမကောင်းဘူးငါတို့ကမသိရအကြေကျုပ်ကြနေသလိုပဲငါတို့လေးစားအားကိုးထားရတဲ့ဆရာတော်ဖခင်လည်းဘယ်ရောက်လို့ဘယ်ပေါက်နေမှလည်းမသိဘူးဒီတိုင်းတော့မဖြစ်ဘူးမင်းနဲ့အားနဲ့တခုခုတော့စဉ်းစားပြီးတော့ တနည်းနည်းနဲ့ငါတို့ဒီကလစ်မှာဖြစ်မယ်ကွာလစ်မှာဖြစ်မယ်အိုးလစ်လို့ရရင်လစ်တာကြာပေါ့နော်ရဲပေါ်ညီမတော့တော်လိုင်းတက်တက်တက်ကိုချိတ်ဆက်လစ်ပါအာတော်လိုင်းတက်လစ်လို့ရမလားကွာငါတို့နှစ်ယောက်လုံးတတ်မှာပေါ့ကွာအိုးဘိုးကြီးကဲနေတော့ခတ်ပြီလို့နော်တော်လိုင်းတက်ကိုချိတ်ဆက်ပြီးလစ်လို့တတ်ခံရမယ်လို့ဘိုးကြီးကဲအဲ့အဘတို့ရဲ့ဝါရဖြန့်နေစကားတွေနေပဲအခုတည်းယုံနေတော့ တော်လန်ရေးတက်ကိုလစ်လို့အတတ်မခံရအောင်ထမင်းနဲ့ဟင်းနဲ့တော့မှကောင်းကောင်းစားရအောင် အခုပဲအဘတို့စစ်ကုန်မရှင်ရနော်ဒီပါစာအစ်စ်သိလားစစ်သားအစ်စ်တွေလေဩပါစာအစ်စ်တော့ငါသိပါတော့ကွာအဲ့အဲ့ပါစာအစ်စ်ကတော်လန်ရေးတက်တက်ကိုချိတ်ဆက်ပြီးတော့အလင်းဝင်သွားတဲ့ကြောင်းတရင်ဖတ်လိုက်ရတယ်ဟေးဟာလားဒါဆိုငါ့ကိုဖတ်ပြစမ်းမော်ကွာရဲဘော်ညဖတ်ပြမယ်အေး စစ်တပ်တွေလူငယ်များပြင်အသက်80အရွယ်ထိတက်ကြီးရွယ်ဦးများကိုပါအသုံးပြုနေပြီးစစ်နိုင်သဖြင့်စုအဖြစ်ယူခွင့်ရှိသည်ဟုဆိုကပြည်သူပိုင်ပစ္စည်းများကို လူရက်ခိုင်းဟုအလင်းဝင်စစ်မှုထမ်းတပ်သားအောင်ကူကိုဟင်းကဝန်ခံတဲ့ဟောဒါတက်မတော်ရဲ့လုံရိုးလှုပ်ဆင်းနေပါကွာဒါများအဆန်းလှုပ်လို့မင်းရလဲဩဆန်းတော့မဆန်းပါဘူးဒါပေမဲ့ဘူကြီးကဲတို့ရဲဘော်ညူတို့ရဲ့ စစ်ကော်မရှင်ကလုံနေကြအကြောင်းကိုသိအောင်ဖတ်ပြအောင်ဟွန်းเนาะအဲ့ဒါအဘမင်းအောင်လည်းကဒါကငကူတွေကဒါမျိုးတွေလှုပ်ထားပြီးသားလေကွာဟမ်ကဲကဲလှုပ်စားဘာဘာတွေထူးသေးလဲဒါနဲ့စစ်မှုတန်းကိုချမ်းသာသေးခြင်းနဲ့စိတ်နေမှာဗောကွာငါအဘမင်းအောင်လည်းစေတနာနဲ့လှုပ်ဝေးနေတာစစ်မှုတန်းနဲ့ချမ်းသာသေးချမ်းသာအောင်လို့လှုပ်ပေးနေတာစစ်မှုတန်းနဲ့တော့ချမ်းသာအောင်လှုပ်ပေးနေတာဟုတ်တယ်ဖတ်ဖတ်ဖတ်ကြည့်စမ်း က်တင်ဘာလ29ရက်နေ့ဒီမော့ဆိုမြို့နယ်တွင်စစ်ကြောင်းထိုးနေသော ခလာရကိုးတက်ရင်မှစစ်မှုထမ်းတပ်သားတဲ့အောင်ကိုကိုဟင်းသည် KNDF Karini Nationality Defense Force ထံသို့အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး၎င်းမှာပေါ်တာဆွဲဖမ်းဆီးခံရမှုစစ်မှုထမ်းတပ်သားဖြစ်လာသူဖြစ်က အပတ်စဉ်ကတင်နန်းစစ်မှုထမ်းတပ်သားတအူဖြစ်သည်။အော် စစ်သားတက်လေးထောနေကြပြီဟုတ်ကတောတယ်တော့ထောအောင်အကြမ်းဖက်စစ်တပ်တွင်အဲလူငယ်များကိုစစ်မှုထမ်းအဖြစ် ခိုင်းစေနေရတွင်ပေါ်တာဆွဲဖမ်းဆီးခံရခြင်းမဲပောက်ခြင်းနှင့်ငွေကြေးအတွက်ဝင်လာချက်ရခြင်းဟု၃မျိုးရှိကြောင်းအများစုမှာပေါ်တာဆွဲဖမ်းဆီးခံရ၍ဝင်လာသူများဖြစ်ကြောင်းထို့အပြင်အသက်အရွယ်ကြီးရင်တို့အသက်80အရွယ်အထိ တက်ကြီးရွယ်ဦးများကိုစစ်သားဖြစ်အသုံးပြုနေကြောင်းမူရစေဝါများလည်းစိတ်ကြိုက်သုံးဝင်ရှိပြီးစေးကြောင်နေသောစစ်မှုထမ်းလူငယ်အများစုရှိနေကြောင်းပေါ်တာဆွဲရတွင်ကျမ်းမာရေးမကောင်းသူမှစ၍စိတ်ဝေဒနာရှင်များထိပေါ်တာဆွဲဖမ်းဆီး၍စစ်တပ်ထဲဆွဲသွင်းကြောင်း၎င်းကပြောဆိုသည်အော်အသက်90ကျော်ဟမ်အဖိုးအိုတွေတောင်မှမင်း ချမ်းသာတော့မှာချမ်းသာတော့မှာထောနေပြီသူတို့ဘူးကြီးနေတော့လေနော်ဆက်ဖတ်ကြပါဦးအေးဆက်ဖတ်စမ်းဆက်ဖတ်စမ်းမဲပေါက်လို့ဝင်လာတာရှိရဲ့ဒီငွေကြေးကြောင့်ဝင်လာရတာရှိတယ်ပေါ်တာဆွဲလို့ဝင်လာရတာရှိတယ်အေးသုံးမျိုးသုံးစားရှိတယ်အဲ့ဒီမှာစစ်မှုထမ်းကျင်ပါတယ်ဆိုပြီးတော့ဝင်လာတဲ့လူတော့မရှိဘူးပတ်စာတွေကိုအရှိတတ်ခိုင်းနေပြအဲ့ဒီဒရေဆရာတွေကအရှိကတတ်ခိုင်းနေစေးတွေပါလေဒီလိုခိုးဝယ်တုံးရတယ်ဗျာ ဈေးက100နှစ်ကဝယ်ရတယ်ဗျယာမတို့ဘာတို့မှာတက်မှာဆိုလဲရှိရရယ်နေတဲ့ကောင်ကြောင်နေတဲ့ကောင်အများကြီးပဲတဲ့တချို့ကြတော့ခုနကလိုရည်တဲ့ကောင်တွေကရည်ရယ်နေတာငိုတဲ့ကောင်တွေကလည်းငိုနေတာမင်းဟာတဲ့ရယ်တာတော့ရည်တာတော့ကွာဘာတွေမှမသိဘူးရည်တဲ့ကောင်လည်းရည်ငိုတဲ့ကောင်လည်းငိုဟုတ်တယ်စေးတွေတုံးပြီးတော့ဟိုကဖြစ်တာဟုတ်ဒါအဘတို့ စေတနာတွေပေါ့ဟွာတက်မလို့သားတွေပေါ့ထားတဲ့စေတနာငိုတဲ့ကောင်ငိုရီးတဲ့ကောင်ရီးတယောက်တည်းစကားပြောတဲ့ကောင်ပြောဟမ်ဘလောက်ဆက်ဘလောက်စေတနာမှာလေဒါဆက်ဖတ်စမ်းခုနကလို့ရီးတဲ့ကောင်တွေကရဲနေတာငိုတဲ့ကောင်တွေကငိုနေတာဒါပေမဲ့သူတို့အိမ်ကသူတို့မသိဘူးသူတို့နာမည်အောင်သူတို့မသိတော့ဘူးအဲ့လိုမျိုးကောင်တွေများတယ်ဗျဟွန်းအဖိုးကြီးလေးတွေလည်းပါတယ်အသက်80ကျော်နေပြီစပင်မွေးတွေဖြူနေပြီး တချို့သွားနေတောင်မရှိကြတော့ဘူးအဲ့လိုအဖိုးကြီးမျိုးတွေပါတယ်ဗျစစ်တပ်မှာလူမျိုးစုံပဲတဲ့ရင်ငန်းဆွဲပြီးပြန်ကောင်းတဲ့လူကအစားပါတယ်တဲ့ရင်ငန်းဆွဲပြီးတော့ပြန်ကောင်းတဲ့လူဆွဲပြီးရင်ငန်းဆွဲတာလို့လေဖက်တာလူတွေတော့ပါတယ်အဲ့လူတွေတော့ပြန်ခေါ်ပါတယ်အဲ့လူတွေပါပြန်ပါလာတယ်ပြီးတော့အုံနောက်မမှန်တဲ့လူတွေကလည်းပါတယ်တဲ့အလင်းဝင်စစ်မှုထမ်းတသားဟောင်းကိုယ်တိုင်ကပြောကြတာဟာအုံနောက်မမှန်တဲ့လူတွေတော့ပါတယ်ဆိုတော့ဒါကြီးအောင် အဘာတက်ကလူတွေပဲနေမှာကွာအဘာတက်ကလူတွေပဲနေမှာအဲ့ဒါလည်းတည်နေတာပဲနော်။အင်းသူတို့အရင်တော့ဝါရင်နေခေါ်ခေါ်တုံးနေတယ်အဲ့ဝါရင်နေကလည်းကုံတော့မှာအဲ့ဒါလည်းတည်နေတာပဲဘူး။တည်တာပေါ့ကွာဆက်ဖက်ကောင်ကစစ်တပ်အတွင်းစစ်မှုထမ်းတပ်သားများနဲ့အောက်ခြေတပ်သားများကိုအစစ်စစ်အနိုင်ကျင့်ပြီးယာဒူးအစစ်တန်းအလိုက်အနိုင်ကျင့်ကြကြောင်း အောက်ခြေတပ်သားနဲ့ရဲဘော်များမှာအနိုင်ကျင့်မှုကိုအခံရဆုံးဖြစ်ကြောင်း သိရှိရသည်တဲ့အခမ်းရတယ်အားတော့ပြောမင်းမရဘူတွေလုံးမနေနဲ့မင်းကဘာမှမဟုတ်တာမလုပ်ဘူးမင်းနဲ့ငါနဲ့နှစ်ယောက်ပဲရှိတာနော်ဘာလို့အခမ်းရဆုံးလဲဒါတော့ဟိုးရင်နဲ့တက်မတော်ကလုံနေကြပဲလေကွာအောက်ချေရဲဘော်တွေအနိုင်ကျင့်အောက်ချေရဲဘော်တွေအခမ်းရဆုံးဆိုတာပြီးဆက်ဖတ်တာဟိုးကလည်းပါလေလေဆက်ဖတ်တာဟိုးကလည်းပါလေလေဟမ်ခုတော့ကျွန်တော်အနိုင်ကျင့်နေတယ်ဟုတ်ကျင့်ပါကွာဘူတွေလုံးမနေဖတ် တက်ချက်ကြီးတွေက အောက်ကပတ်စတွေကိုအနိုင်ကျင့်တယ်အဲ့တက်ကြွကြီးအထက်မှာစီကျူဆိုတာရှိစီကျူကလည်းတက်ကြွကြီးတွေကိုအနိုင်ကျင့်တယ်ကို့အဖေရွယ်လောက်ကိုတားလောက်တွေကအနိုင်ကျင့်နေတာဗျာခေါင်းယူကြီးတွေကိုတားလောက်တွေကအနိုင်ကျင့်နေလဲခံရတယ်ကျွန်တော်တို့ဆိုတာဝီလာဝီပေါ့ဗျာတဲ့ကျွန်တော်တို့ပတ်စတွေဆိုတာကတော့သူတို့အချင်းချင်းတော့အနိုင်ရမ်းကျင့်တာဗျာကောင်းစားတော့တော့လေအရာရှိတာပဲကောင်းစားတော့တာတဲ့ ရင်းတော့ရဲဘော်တွေကရင်းရတာဗျာ၎င်းကဆက်လက်ပြောဆိုသည်တဲ့อืมတက်မှာလဲအဲ့လိုအရာရှိစိုးတွေကလဲခက်များများပေါ့ရှိတာဘာလို့ခက်များများအဲ့ထက်တော့မဟုတ်များသေးတယ်အရာရှိအနိုင်ကျင့်နေတာအနိုင်ကျင့်နေကြတာကြီးမျိုးဒါပဲမင်းတို့ကအနိုင်မကျင့်တော့ငါအရာရှိဆိုပေမဲ့ငါဘသူ့ဟိုမှာဒုက္ခမပေးဘူးငါဖတ်ငါပဲ ုက္ခပေးတာဝိရဲ့ကဲဒုက္ခတွေလည်းကျွန်တော်လက်တစ်ခါတစ်ခါခံရပါတယ်။ဩမင်းနဲ့ငါလည်းရှိတာမနှစ်ယောက်ထဲကွာတစ်ခါတည်းတော့ဖြစ်မှာပေါ့မင်းကလည်းကဲစက်ဖတ်စမ်းစက်ဖတ်စမ်းမဖြစ်သွားပြီလေ။စစ်တပ်အတွင်လာဇာနဲ့ရိတ်ခါများမှာလည်းအစစ်စစ်ဖျက်ဆားကြသဖြင့်အောက်ခြေတက်သားနဲ့ရဲဘော်များမှာ အာဟာရပြည့်အောင်မစားရပဲလာဇာလည်းအပြည့်အဝမရကြောင်သိရှိရသည်။မင်းဒါတော့ငါ့ကိုဒဲ့ပြောတာမလား။ဟမ်ငါ့ကိုဒဲ့ပြောတာမလား။ တတင်းထဲမှာပါတာပါဘူးကြီးอ่ะအဲ့ဆိုဖတ်အဲ့ဒါလိုဖတ်စားရတာဆိုလဲရှေ့တန်းမှာလုံးဝအဆင်မပြေဘူးတဲ့အာဟာရမရှိဘူးပြတယ်အဆင်မပြေဘူးပေါ့တဲ့အသားဓုစားရတယ်ငချောက်ဆိုလဲလောက်တက်နေတယ်ငချောက်စားရတယ်ဟမ်ဒီမော်ဒီနဲ့အသားတို့ချက်ကျွေးတာတို့အာလူးတို့ချက်ကျွေးတာတို့နှစ်ပတ်မှကြက်သားတစ်ဒုံးပဲစားရတယ်။ကြက်သားဆိုတစ်ဒုံးပဲ။ကြံတာတွေကသူတို့ဖြက်စားကြတယ်တဲ့။မသေးုံတမဲထမင်းစားရတယ်ဗျ။ ။ထမင်းတွေလည်းငတ်တယ်။ကျွန်တော်တို့ငွေတွေကိုတော့သူတို့လူကြီးတွေယူတယ်ဗျ။ယူပြီးတော့မှကျွန်တော်တို့စားဖို့ဆိုပြီးကျွန်တော်စောင့်ကြွေးတာဗျ။ရှေ့တန်းမှာဒီနေရာမှာလုံးဝအဆင်မပြေပါဘူးဗျာတဲ့။စားတာနေရတာအာဟာရမရှိဘူးဗျာတဲ့။ကောင်းကောင်းမကြွေးဘူးဗျာလို့သူကရှင်းပြသည်တဲ့။ဟမ်မာငါတို့ထက်တော်မှငတ်နေကြသေးတယ်နော်။ သူတို့ကပုံငတ်တာကျွန်တော်တို့ကပုံငတ်နေရတာဘိုးကြီးကအေးသူတို့ကတော်တော်ငတ်ပြက်ပြီးတော့တော်တော်ဒုက္ခရောက်တယ်လို့ဖြစ်နေငါတို့ရှေ့တန်းမှာနှစ်ယောက်တည်းရှိတဲ့လူကတော့အဲ့လောက်မဖြစ်ဘူးဩဘဝသူတွေပါပဲတူတူတွေပဲဟုတ်နော်မင်းကလည်းစာဖတ်တာလည်းရှုပ်ရှက်ခတ်နေတာပဲကွာကြံသေးတယ်မင်းစာဖတ်တာငါဘဝအတိုင်းပဲရှုပ်ရှက်ခတ်နေတာပဲဩဘိုးကြီးကလည်းကဖတ်ဆံကွာဖတ်ဆံအယက်သားပီတီများကိုလည်းပီတီ F ဟုဆိုတာတက်ဖြက်လေးရှိပြီး လက်နက်ကင်သော PDF များကိုဖမ်းမိပါကလေအရှင်မထားပဲတက်ဖြတ်ပြစ်ကြောင်းစစ်ဘေးရှောင်ပြည်သူများဆွန့်ခွာသွားသောနေအိမ်များမှပြည်သူများ၏ပစ္စည်းများကိုလည်းစစ်နိုင်သဖြင့်ယူဝိရှိသည်ဟုဆိုကလူရက်ခိုင်ကြောင်းသိရှိရသည်ဒါဘာလို့စေတနာကွာဟာဒါဘာလို့စေတနာဒါဘာလို့စေတနာကွာဟုတ်ပါပြီလို့ဟုတ်ပါပြီလို့စပ်ဖမ်းလိုက်အောင်မ PDF ဆိုရင်အရသားလဲ PDF ဆိုရင် PDF လုတ်ပြတာပဲဟောအရသားဆိုရင်လည်း PDF လုတ်လိုက်တာပဲသူတို့တတ်ချင်ဖမ်းချင်လဲဆိုလဲ PDF လို့ပြောပြီးဖမ်းဟုတ်တယ်ကျွန်တော်တို့ကအตาလေးကြည့်ရတာဗျာတတ်တာကတော့မိတာတော့မိတယ်ဗျာသွားနေတဲ့အရသားလဲ PDF လုတ်ရင်လုတ်ပြတာလမ်းသွားနေတဲ့အရသားလဲ PDF လုတ်လုတ်ပြလိုက်တာအိမ်တွေဝင်လို့ရှိရင်ကျွန်တော်တို့ကိုအကုန်ယူခိုင်းတယ်ဗျာနောက်ဆုံးတကြိုးကိုခွာတယ်ဗျာတကြိုးကိုခွာပြီးတော့ကြေးခွာတယ်လို့သူတို့ကခေါ်တယ်ဗျာ ကြေးခွာတာအေးလေဓာကျိုးတွေခွာပြီးရောင်းစားမယ်လေဒီဟာပဲပြည်သူပိုင်အိမ်ကပစ္စည်းတွေကတော့အကုန်ယူတယ်ရေခဲတဲ့တာတွေ့ရေခဲတဲ့တာယူတယ်အချုပ်ဆက်တွေ့အချုပ်ဆက်ယူတယ်ဆိုင်ကယ်တွေ့ဆိုင်ကယ်ယူတယ်အဲ့ဒါကျွန်တော်တို့မီးဆက်တွေတွေ့လဲမီးဆက်ယူတာပဲအကုန်ယူတယ်ဗျာတဲ့ပြည်သူပိုင်ပစ္စည်းကိုသူတို့ကသူတို့ပြောတာကြတော့ငါတို့စစ်နိုင်လို့ငါတို့ယူတာလို့ပြောတာဗျာဟုရှင်းပြသည်တဲ့ဟွန်း ဘာလို့ကတရားသောဖြစ်နေလောက်တာပဲနေမှာပါကွာဘလို့တရားသဖြင့်လောက်ရမှာလဲဘလို့တရားသဖြင့်လဲဟာလေအော်နော်ကွာမင်းမယင်ငယ်များအောင်မင်းနေတာဘူးကြီးကဒီမှာဒီလောက်ပေါက်ပွဲလေးစေလောက်တာပါဘာလို့ကတရားသဖြင့်လောက်တယ်ကြံသေးတယ်ဟာဖာစားမင်းဟာလေတခုမှလည်းတက်မတော်ကြီးကောင်းကောင်းတခုမှမပါဘူးကောင်းတာတက်မတော်ဘယ်နှောက်ကောင်းနေလို့လဲကဖာစားကွာဖာစားစစ်တပ်အတွင်းပြည်သူစစ်များကိုနှစ်နှစ်တာတာဝန်ထမ်းရမည်ဟုဆိုထားတော်လဲ နှစ်နှစ်ပြည့်နေလည်းပြန်လဲထွက်ခွင့်ပြုမိအခြေအနေမမြင်ရကြောင်းရှေ့တန်းတွင်စစ်မှုထမ်းတပ်သားများတိုက်ဆုံးပါကလမ်းပေမြုပ်နှံပြီးမိသားစုများထံအသိပေးကြောင်းကြားခြင်းမရှိကြောင်းတပ်တွင်းဖိနှိပ်မှုများစွာရှိနေပြီးထွက်ပြေးလျင်တော်လှန်ရေးတပ်များကအလင်းဝင်သူများကိုတပ်ပြက်သည်ဟုချင်းချောက်ပြောဆိုထားကြောင်းသိရှိရသည်ဟာဟဲ့အောင်တော်လှန်ရေးတပ်တရားဟမ်ငါတို့မင်းမတပ်ဖဲနေပါမလားကွာ ဩမတတ်ပါဘူးလို့အခုပဲတပွဲပွဲအလံပြူတွေထောင်ပြီးအလင်းဝင်နေကြတာဘွေးကမမြင်ဘူးလားအေးမြင်လဲမြင်တယ်ကြားလဲကြားတယ်တွေ့လဲတွေ့တယ်ငါတို့ကိုယ်တိုင်ရွာတွေမီးရှို့ဟမ်အိမ်နေဖြက်စီမရင်းကျက်လူသက်တမညာတိုက်ခဲ့တာအဲ့လိုကောင်းနေဆိုတော့မိငါတို့အသက်ခံမှာပေါ့ကွာအော်ဘွေးကဲတလောက်ကျွလွန်ထားမှတော့ အသက်ခံရလဲတန်ပါတယ်အခုလို့လူတကာတရွေးပွဲကိုပက်လက်ညောနေတယ်အဘမင်းအောင်လိုင်းစစ်တပ်ကစစ်သားတွေဖိအားတာထက်ဇာရင်တော့တေသွားတာမှဂုံရှိပါသေးတယ်ဗျဟုတ်ဗျာ တတော်ချောတတော်ပြောရင်ပြောဆိုရင်ဆိုတော်လဲရည်တဲ့နေရောချမ်းသိမ်းနေတယ်အများတဲ့မိတွေဟာကနေဒီဒီမိုးတွေဒီမိုးတွေအဘိုးမကြည့်ပဲဆိုနီးမလွဲနေတော်တော်ဘူးဒီကနေရဲ့